Hello မင်္ဂလာပါရှင် AK77 မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကိုရီမြန်မာတွေနဲ့တိတ်မရင်နေသေးတဲ့မနတီလို့ခေါ်တဲ့ရေကျွေးလေးအကြောင်းကိုပြောပြချင်ပါတယ်သူတို့လေးတွေဟာ အကောင်ကြီးပြီးလှုပ်ရှားမှု imminent နေပွေးလေးလန်နဲ့ကြီးလိုက်ရင် ပြင်းတွဲတွဲနဲ့အရန်ချစ်စရာကောင်းတဲ့ရေတက်တော်ဝါလေးတစ်မျိုးပါသူတို့ကိုတွေးရှိတဲ့နေရာဒေသပေါ်မှာမူတည်ပြီးတော့ ၃မျိုး၃စာခွဲခြားထားပါတယ်။ West Indian Manatee လို့ခေါ်တဲ့ Caribbean နဲ့ Florida မှာတွေ့ရတဲ့ Manatee နောက်တစ်မျိုးက Amazonian Manatee နောက်တစ်မျိုးကတော့ African Manatee ဆိုပြီးတော့၃မျိုးခွဲထားပါတယ်တဲ့။ Manatee လေးတွေက ရေအောက်က Secrets လို့ရေမော်ပင်လေးတွေကိုစားသုံးပြီးတက်ရှိဖို့အတွက်တော့ရေပေါ်ကိုတက်နေကြရပါတယ် ဒါအပြင်သူတို့ဟာအရင်အေးတဲ့ရာသီဥတုတန်းကို မခံနိုင်ကြပါဘူး။ဒါကြောင့်သူတို့ကိုနှွေးထွေးစေတဲ့ရေအပေါ်ပိုင်းမှာပဲရွှေလျားသွားလာလှုပ်ရှားနေရတဲ့အတွက်တခါတရံမှာ လူတွေသွားလာနေကြတဲ့ဘုတ်စုံတွေကိုဝိမိပြီးလေးနဲ့တိုက်မိတာတွေဆက်လီပန်ကာရီနဲ့ထိမိခိုက်မိတာတွေကြောင့်ဒဏ်ရာရတတ်ပါတယ်။သူတို့ရဲ့လှုပ်ရှားမှုဟာနေကွေးလေးလံလုံးတဲ့အတွက်ဆက်လီတွေကိုရှောင်နိုင်မှုဆိုတာ မလွယ်ကူလာပါဘူး။ဒါအပြင်ရာသီဥတုပြောင်းလဲမှုဖြစ်တဲ့ climate change က mandatory ရဲ့အစားအစာဖြစ်တဲ့ secret တွေကို မလုံလောက်ကြရဲ။ Now သူတို့မှာ cold stress syndrome လို့ခေါ်တဲ့ယောဂရေကိုခံစားရတတ်တာတွေမှုအရင်ကိုအလေးထားရမယ်ပြဿနာတစ်ခုဖြစ်လာပါရဲ့။ဒါကြောင့် American Florida မှာတော့ mandatory ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ဖို့ရည်ရွယ်ပြီး နိုဝင်ဘာလကို mandatory နဲ့ပတ်သက်တဲ့ awareness လအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်ရှင်။အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကို2 2ပဲကျေးဇူးတင်ရှိပါတယ်ရှင်။